22မှ3ရက်ဇွန်လ2025တနင်္လာနေ့ကနေပြီးတော့22မှ9ရက်ဇွန်လ2025เนาะတနင်္ဂနွေနေ့ပေါ့ဒီတစ်ပတ်အတော်အတွင်းမှာเนาะတနင်္ဂနွေသားသမီးမိတ်ဆွေများအနေနဲ့အရေးကြီးကိစ္စတွေလုပ်မယ်เนาะအရေးကြီးတဲ့အရေးကြီးကိစ္စတွေလုပ်မယ်ကိုလုတ်တဲ့အရာတွေကထိရောက်ပြီးတော့အဆင်ပြေခြင်းတယ်ဒီတစ်ပတ်အတွင်းမှာဟလာကိုယ့်ရဲ့လုပ်ငန်းစောင့်တာတွေဟာဟလာ တိတိတသာတိုးတက်ခြင်းနဲ့ကောင်းခြင်းနဲ့ဆိုရင်အခုပြောတဲ့ဤတိုင်းလို့ပါအဲ့တော့ကျွန်တော်တို့ကြည့်လိုက်မယ်နော်အဲ့တော့တနင်္ဂနွေသားသမီးများအနေနဲ့ဒီတစ်ပတ်အတွင်းအတွက်အတွင်းမှာနော်အဲ့တော့ဒီတစ်ပတ်တော်အတွင်းမှာဒီရေတွေအောင်လုပ်လို့ရမှာဖြစ်ပါတယ်နောက်ပတ်တွေတခြားရက်တွေမှာမရပါဘူးအခုပြောတဲ့ကာလအခုပြောတဲ့ date အတိုင်းမှာပဲအဲ့တော့တနင်္ဂနွေသားသမီးမိတ်ဆွေများအနေနဲ့ဒီတစ်ပတ်မှာဆိုလို့ရှိရင်တော့ ဟလာကိုယ့်ရဲ့အရေးကြီးကိစ္စတွေဆန္ဒပြောသလိုဘယ်လိုကိစ္စမျိုးမဆိုကိုယ့်ရဲ့ကိစ္စတွေအစဉ်ပြေအောင်မြင်ခြင်းနဲ့ဆိုလို့ရှိရင်ဟလာနိုးစီဘူးသုံးဘူးနိုးစီဘူးသုံးဘူးမှာ okay လို့ရေးပြီးတော့နိုးစီဘူးအပေါ်မှာဖျောင်းနိုင်အစိမ်းရောင်အတိုင်းလေးသုံးနိုင်ထွန်းပြီးတော့ဟလာမိမိကိုယ်ကိုယ်ယုံကြည်ရဖျားရှင်သို့မဟုတ်ပုပ်ကိုလှူဒန်းပြီးတော့ဟလာဆူတောင်းမယ်ဆိုရင်အစဉ်ပြေမှာဖြစ်ပါတယ်အောင်မြင်မှာဖြစ်ပါတယ်ပြီးတော့ဘာလို့ရမလဲဆိုရင်ဟလာဒီတစ်ပတ်တော့အတွက်မှာ ကိုချစ်တော်သူတွေကိုချောကလက်တို့ဟလာနော်ချောကလက်ပေါ့သို့မဟုတ်ရင်လည်းအခြားဟလာမှာတစ်တီးတမျိုးမျိုးပေါ့အဲအဲ့ဒါမျိုးကိုအဲကျွန်တော်တို့လက်ဆောင်ပေးပါဒါဆိုရင်တော့တနည်းအနေနဲ့ဒီဘက်အတွက်အဲကျွန်တော်တို့ဘယ်လိုကိစ္စမျိုးမဆိုအဆင်ပြေမှာဖြစ်ပါတယ်အခုရေတရားလေးလေးနက်နက်တေချာလေးလုပ်စီချင်ပါတယ်တင်းလာသားသမီးများဒီတစ်ပတ်အတော်အတွင်းမှာဆိုရင်တော့ဘာလို့မလဲဆိုလို့ရှိရင်တော့တက်ကြီးရေဟိုတစ်ပါးပါးကိုစေဝါဓာတ်စာသို့မဟုတ်တာမွေးပေါ့နော် တာမွေးလှူဒါန်းတာမျိုးလုပ်ရမယ်နောက်တစ်ခုကတစ်ပင်တစ်ပင်ဆိုက်ရမှာဖြစ်ပါတယ်เนาะအဲ့တော့ဘယ်နေရာမှာပဲဖြစ်ဖြစ်ဘယ်ဖျားမှာပဲဖြစ်ဖြစ်ဘယ်ဖုံးကြီးကြောင်းမှာပဲဖြစ်ဖြစ်တင့်တော်ရနေရာမှာတစ်ပင်တစ်ပင်ဆိုက်ပါဘယ်လိုအပင်မစူရပါတယ်เนาะဟလာပန်းပင်ပဲဖြစ်ဖြစ်တစ်ပင်ပဲဖြစ်ဖြစ်ဒီเนาะသီးပင်စားပင်ပဲဖြစ်ဖြစ်တစ်ပင်တစ်ပင်ဆိုက်ပါနောက်ခီးသွားတဲ့လူတွေကိုဟလာဘယ်လိုကောင်းမလဲလမ်းစိတ်အထောက်ပံ့ပေးပါတို့မတွိုင်းလိုင်းနဲ့ဟာလာကိုကကိုတက်နိုင်တဲ့လောက်ပတ်စံပေါ့ကျဲခဲ့တာတို့ချခဲ့တာတို့ အဲလုတ်လို့ရပါတယ်ဥမာတထောင်တန်တရက်ကိုသွိုင်းလိုင်းနဲ့ပတ်စံကိုပြစ်ချခဲ့တာကဲတွေ့ရတဲ့သူယူယူတဲ့သူကန်ကောင်းဆိုပြီးတော့အဲလောက်ရမှာဖြစ်ပါတယ်เนาะအခုပြောတဲ့အတိုင်းမှာဒါတနင်းလာသားသမီးအတွက်ပါเนาะအဲ့တော့အခုပြောတဲ့အတိုင်းလေးလုတ်ပါဒါဆိုဒီတစ်ပတ်မှာကိုလုတ်စောင်းတာတွေအားလုံးကအဆင်ပြေအောင်မြင်နေမှာဖြစ်ပါတယ်အင်္ဂါသားသမီးမိတ်ဆွေများအင်္ဂါသားသမီးမိတ်ဆွေများအနေနဲ့ကဘာလောက်ရမလဲဆိုလို့ရှိရင်တော့ဒီတစ်ပတ်မှာဆိုလို့ရှိရင်ကျွန်တော်တို့เนาะကျွန်တော်တို့ အုံးရည်တစ်ခွက်နော်ပြီးတော့ကျွန်တော်တို့လက်ဖက်ရည်တစ်ခွက်နော်အဲ့ဒီအုံးခွက်နဲ့လက်ဖက်ရည်တစ်ခွက်ကိုနော်ဖန်ခွက်နှစ်ခွက်ကိုကျွန်တော်တို့ထိပ်ပြီးတော့နော်မိမိကိုယ်ကိုယ်ယုံကြည်ရာဖျားရှင်ပုပ်ကိုကိုလှူဒန်းပါပြီးတော့ရင်ဘာလုပ်မလဲဆိုလို့ရှိရင်တော့ဒီတစ်ပတ်မှာငှက်စာကြွေးပါခိုးစာကြွေးပါအဲ့လိုလှုပ်ချင်းပြည့်ဒီတစ်ပတ်မှာဘယ်လိုအရေးကြီးကိစ္စမဆိုဘာကိစ္စမဆိုကိုယ့်ရဲ့လုပ်ငန်းဆောင်တာတွေအစီအမံအောင်မြင်နေမှာဖြစ်ပါတယ် ဗုဒ္ဓဘုရားသမီးမိတ်ဆွေအနေနဲ့ဒီဘက်ဒရမ်မှာမိသရေးစာမဆူမိမိလှုပ်သမျှကြံစီသမျှနော်လှုပ်ဆောင်ကြံစီသမျှအစင်ပြေအောင်မြင်ခြင်းတယ်ဆိုလို့ရှိရင်တော့အဲကျွန်တော်တို့ဘာလို့ရမလဲဆိုလို့ရှိရင်ညောင်ထောက်ပါနော်ညောင်ထောက်ရမှာဖြစ်ပါတယ်နော်အဲညောင်ထောက်ရမှာဖြစ်ပါတယ်ညောင်ဟာတစ်ခါတည်းထောက်လို့တော့မရပါဘူးအဲကျွန်တော်တို့ငါးကထောက်ရမှာဖြစ်ပါတယ်ညောင်ပင်ငါးပင်ဖြစ်ရပါမယ်တပင်ထဲမှာ ားပြီးတော့၆တာမျိုးမဟုတ်ပါဘူးဒီတပင်မှာတနေရာမှာထောက်မယ်နောက်တနေရာမှာလည်းထောက်မယ်နောက်တပင်နောက်တနေရာမှာလည်းထောက်မယ်အဲ့လိုမျိုးညောင်ထောက်ရမှာဖြစ်ပါတယ်ပြီးသွားရင်ဘာလုပ်ရမလဲဆိုရင်ဟလာမိမိဟာဥမာပေါ့ပတ်စံ9000နဲ့တရက်ကိုစောင်းထားတာမျိုးသို့မဟုတ်ရင်ရွှေရောင် စက်ကူပေါ်မှာရွှေရောင်စက်ကူပေါ်မှာနော်သို့မဟုတ်ရွှေရောင်စက်လုံးနဲ့9ကဏ္ဍအင်္ဂလိပ်အက္ခရာ9ကဏ္ဍရေးပြီးတော့အဆောင်ပြည့်နဲ့ရေမွေးလေးစုပ်ပြီးအိတ်ကတ်ထဲမှာစောင်းထားပါနော်ကွန်ပျူတာဆိုင်မှာသွားပြီးတော့ print ထုတ်လို့လဲ ရပါတယ်နော်အဲ့တော့အခုလေလေကျွန်တော်တို့လောက်ထားမယ်ဆိုရင်တော့မာဟလာအဆင်ပြေကံကောင်းနေမှာ ဖြစ်ပါတယ်ကိုလုတ်တမြကင်တမြနော်အဲ့တော့ဂျာတာရီသားသမီးမိတ်ဆွေများအနေနဲ့ဒီတစ်ပတ်မှာဆိုလို့ရှိရင်တော့ကျွန်တော်ဘာလို့ရမလဲဆိုရင်ဟုတ်ပြီចောင်းနေအရွယ်ကလေးတွေပေါ့နော်နှစ်တန်းသုံးတန်းဟာလားလေးတန်းတန်း စသဖြင့်ကျောင်းနေအရွယ်ကလေးတွေကိုစာအုပ်တို့နော်ဘောပင်ခဲတံတို့လှူဒန်းရမှာဖြစ်ပါတယ်။သို့မဟုတ်ရင်စာတင်သားကိုရင်လေးတွေကိုဟလာစာအုပ်ဘောပင်လှူဒန်းလို့လည်းရပါတယ်။နော်အဲ့ဒီလိုလှူဒန်းမယ်။အဲနောက်တစ်ခုကဘာလဲဆိုလို့ရှိရင်အဲငှက်တွေကိုအစာကျွေးမယ်၊ခွေးတွေကိုအစာကျွေးမယ်လောက်ရမှာဖြစ်ပါတယ်။အဲ့တော့ငှက်စာကျွေးမယ်၊ခိုးစာကျွေးမယ်၊ခွေးတွေကြောင်တွေကိုအစာကျွေးရမှာဖြစ်ပါတယ်။ ဲ့တော့ဒီတစ်ပတ်မှာကိုဟာအကြိမ်များများလုံနိုင်လေပူကောင်းလေပေါ့ဗျာဒါတွေဟာလောက်လာတကြိမ်နှစ်ကြိမ်အသုံးကြိမ်လောက်လုံရင်ပူကောင်းပါတယ်အဲ့တော့အနည်းဆုံးတော့တကြိမ်တော့လုံရမှာပေါ့နော်အခုပြောတာလေးကိုအဲ့တော့လူလူလုံမယ်ဆိုရင်တော့ဂျာတာရေးသားသမီးမိတ်ဆွေများအနေနဲ့ဒီတစ်ပတ်အတွက်မိမိရဲ့လုပ်ငန်းဆောင်တာတွေဟာကောင်းစီတက်ပုံမှုပြီးတော့ကောင်းနေမှာဖြစ်ပါတယ်နော်အဲ့တော့မိမိအရေးကြီးကိစ္စတွေမှန်သမျှအဆင်ပြေအောင်မြင်နေမှာဖြစ်ပါတယ်ကဲတောက်ကြသားသမီးမိတ်ဆွေများအနေနဲ့ကတော့ဒီတစ်ပတ်မှာဆိုရင်တော့ကျွန်တော်တို့ဘာလုပ်ရမလဲဆိုရင် ်ဟုတ်လားကျွန်တော်တို့အငားလွတ်တာငားစာကျွေးတာကိုမေတ္တာသုံးရွတ်ပြီးတော့ကျွေးပါเนาะနောက်ပြီးတော့ကျွန်တော်တို့ခွေးစာကိုလည်းကျွေးရမှာဖြစ်ပါတယ်เนาะခွေးစာကျွေးမယ်ငားစာကျွေးမယ်ငားလွတ်မယ်ဟုတ်လားအဲ့လိုမျိုးခွေးစာငားစာကျွေးတာငားလွတ်တဲ့နေရာမှာမေတ္တာသုံးကလေးရွတ်မယ်သို့မဟုတ်လည်းမေတ္တာပို့ပြီးတော့လုံမယ်ဆိုရင်ပို့ပြီးတော့ကောင်းပါတယ်ပြီးရင်မိမိလိုရာကိစ္စကိုသိချအလေးနံစုတော့မှာပြီးတော့ဘာလုပ်မလဲဆိုရင်အိမ်ဖျားရှင်မှာနော်မိမိအိမ်ဖျားပေါ့နော်မိမိကိုယ်ွယ်ယုံကြည်တာပုံကူသုံးမလဲဖျားရှင်ကို လမုတ်တခုလပိတ်တစ်ခွက်လှူဒန်းအမှာဖြစ်ပါတယ်အဲ့တော့အခုပြောတဲ့အတိုင်းလေးကျွန်တော်တို့လှုပ်ထားမယ်ဆိုလို့ရှိရင်မိမိရဲ့မိသည်ဘယ်လိုအရေးကြီးကိစ္စမှဆိုအဆင်ပြေအောင်မြင်နေမှာဖြစ်ပါတယ်။စနေသားသမီးတွေအနေနဲ့ဒီတစ်ပတ်မှဆိုလို့ရှိရင်တော့နော်ဒီတစ်ပတ်မှဆိုလို့ရှိရင်တော့ကျွန်တော်တို့ဘာကောင်းလဲဆိုရင်တော့ကျဲပုံစံလေးပေါ့နော်ကျဲပုံစံလေးဒို့မို့ရင်လဲကြက်စိလေးတစ်စိနော်ကျဲလေးပေါ့မှတ်ပုံနဲ့စိုက်တော့ နော်ဟလာကားဟလာကားလိုင်းစင်းသို့မဟုတ်မှတ်ဖို့နေစိုက်လောက်ကပ်ပြားလေးတေးသေးလေးကျဲလေးနော်ငါးတောင်ကျဲလေးကွန်ပျူတာတိုင်းမှာကပ်ပြားလေးထုတ် print ထုတ်ပြီးတော့နော်အဲအဲ့ဒါလေးကိုရင်မွေးလေးစွတ်ပြီးတော့စောင်းထားပါသို့မဟုတ်ရင်ကြက်စေးလေးတစ်စေးကိုစောင်းထားလို့ရပါတယ်အဲ့တော့နှစ်မျိုးလုံးစောင်းမယ်ဆိုရင်လည်းစောင်းထားလို့ရပါတယ်နောက်တစ်ခုကအဲဒီတပတ်တော့အတွက်မှာကိုကစရဏဖြစ်တာပေါ့နော် ဆရဏဖြစ်တဲ့ဥမ္မာပေါ်ကိုယ်ကမေတ္တာသုံးရရင်လည်းမေတ္တာသုံးရွတ်တာဟာလားပဋ္ဌာန်းရွတ်တာဟာလားအဲသို့မဟုတ်ဂုံတော်ကာရတခုခုကိုယ်ကရွတ်တာအဲအဲ့လိုမျိုးကိုယ်မနတ်တစ်ခေါက်ညတစ်ခေါက်အဲအဲ့လိုမျိုးရွတ်ရမှာဖြစ်ပါတယ်အဲ့တော့အဲ့လိုမျိုးရွတ်ရမှာဖြစ်ပါတယ်နောက်မိမိကိုယ်၌တန့်ရှင်းနေရမှာဖြစ်ပါတယ်ဟာလားသဘေနေရှုပ်ပနေတာမျိုးတွေဟာလားညစ်ပတ်နေတာမျိုးတွေမရပါဘူးတန့်တန့်ရှင်းရှင်းမှုမှုကြိုင်ကြိုင်တန့်တန့်ပြန်ပြန်တပတ်လုံးအတွက်အဲ့လိုနေထိုင်သွားရမယ်မိမိရတဲ့ဂုံတော်ကာရတွေကို ဟုတ်လားအမြဲတစေရွတ်ပွားနေရမယ်မသုံးမဝင်အောင်မနက်တစ်ခေါက်ညတစ်ခေါက်လောက်ရွတ်ပွားနေရမှာဖြစ်ပါတယ်အဲ့တော့ဘယ်ရွတ်ဘယ်မြရဲမဟုတ်ပါဘူးအဲ့တော့9မိနစ်လောက်ပဲရွတ်ရွတ်10မိနစ်လောက်ပဲရွတ်ရွတ်ဘယ်နှစ်ခေါက်ပဲရွတ်ရွတ်ပေါ့နော်စသဖြင့်ရွတ်လို့လို့ရပါတယ်တစ်ပတ်လုံးတော့ရွတ်ရမှာဖြစ်ပါတယ်နော်ဟုတ်လားအဲ့တော့အခုပြောတဲ့အတိုင်းကိုစီကိုငှပေါ့ဒီကတော့တွင်းမှာဟုတ်လားအဲအခုပြောတဲ့ခလျာသားသမီးမိတ်ဆွေများအနေနဲ့အခုပြောတဲ့ရေရာတွေကိုကိုစီကိုငှလှုပ်ဆောင်ကြမယ်ဆိုရင်ဒီတစ်ပတ်အတွက်မိမိရဲ့အရေးကြီးကိစ္စ အပါအဝင်အခြားသောလုပ်ငန်းဆောင်တာကိစ္စတွေအားလုံးအဆအဆအရာရာဟလာအစဉ်ပြေနေမှာဖြစ်ပါတယ်အဲ့တော့ဒီတစ်ပတ်အတွက်ကျွန်တော်တို့လုပ်ကြည့်ပါရင်းကြီးကိစ္စပဲရှိရှိသို့မဟုတ်ကိုယ့်ရဲ့လုပ်ငန်းတွေဒီတစ်ပတ်အတော့တွေမှာတာမန်ထပ်ပို့ပြီးအောင်မြင်ခြင်းလို့လို့ပဲဖြစ်ဖြစ်လှုပ်ဆောင်ကြည့်ပါဘယ်လိုရင်းကြီးကိစ္စမဆိုဘယ်ကိစ္စမဆိုကျွန်တော်လှုပ်ဆောင်လို့ရပါတယ်အဲ့တော့အဲ့လိုလှုပ်ဆောင်ခြင်းဖြစ်လဲနော်အစဉ်ပြေကံကောင်းအောင်မြင်ကြပါစေလို့ဒီနေ့ကနေကျွန်တော်တို့ဆန္ဒပြုဆုတောင်းရင်းနဲ့နောက်တစ်ပတ်မှာကျွန်တော်တို့ဒီလိုဗီဒီယိုဖိုင် ဒီနေ့အတူကျွန်တော်ပြန်ပြီးတော့ဆုံးပါမယ်ဒီနေ့ကနေတခါလေးကျွန်တော်ပြောမယ်အသေးလေးတွေ like လေးတွေ share လေးတွေပေးကြတဲ့မိတ်ဆွေတွေအားလုံးလည်းဒီနေ့ကနေကျွန်တော်တို့เนาะအသေးလေးတွေ like ကလေးတွေ share လေးတွေဆန္ဒပြုပြီးတော့ပါဇက်ကနေပဲကျွန်တော်ဆန္ဒပြုပြီးအသေးတွေ like တွေပြန်ပေးလိုက်ပါတယ်လို့ကျွန်တော်တို့ပြောရင်းအဆုံးသတ်ပါတယ်ခင်ဗျာ